တက်တန်းကုံကမ္ဘောဒီးယားလုံသား9000ကျော်ကိုတက်တန်းတိုးပေးမှာမဟုတ်တော့ပဲအဲ့ဒီနေရာတွေမှာမြန်မာလာအို VNL လုံသားတွေနဲ့အစားထိုးသွားမယ်လို့ထိုင်းလုံသမားဝင်ကြီး Trinesh ကပြောပါတယ်ထိုင်းလုံသမားဝင်ကြီး Trinesh ကကမ္ဘောဒီးယားအလုံသမား9000ခန့်အတွက်အလုတ်ပါမစ်တက်တန်းကုံဆုံးသွားပြီးနောက်အစားထိုးလုံသားတွေခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်ပြီးတက်တန်းကုံသွားတဲ့အလုံသမားအများစုမှာ စိုက်ပျိုးရေးကဏ္ဍမှာအလွတ်လွတ်ကိုင်နေကြတာဖြစ်တယ်လို့ဆိုပါရယ်ဒီဆုံးဖြတ်ချက်ကြောင့်အထူးသဖြင့်ကမ္ဘောဒီးယားလူသားတွေကိုအ धिक အားကိုးနေရတဲ့ကြံကင်းတွေလို့စိုက်ပျိုးရေးကဏ္ဍမှာအလွတ်တမောပြက်လက်မှုဖြစ်လာနိုင်တယ်လို့လည်းဝန်ခံထားပါရယ်ဒါပေမဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်မြန်မာလာအိုနဲ့ဗီယက်နမ်နိုင်ငံကအလွတ်တမောတွေကိုအစာထုတ်ခေါ်ယူသွားမှာဖြစ်ပြီးတော့အရေးပေါ်အနေနဲ့လည်းဒုက္ခသည်စခန်းတွေကအလုတ္တမ၄000ကျော်ကိုယာယီဖြစ်တင်းသွားမယ်လို့သိရပါဗျ။ ထိုင်းဝန်ကြီးချုပ်နဲ့ပြည်ထရေးဝန်ကြီးလည်းဖြစ်သူအနုတင်ကကမ္ဘောဒီးယားနိုင်ငံသားတွေအတွက်အထူးနေထိုင်ခွင့်ပြုတဲ့ကြေညာချက်မူကြမ်းကိုဆိုင်းငံ့ထားဖို့အတည်ပြုခဲ့ပြီးနောက် Twinish ကအခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ဟာမကြသေးခင်ကထိုင်းကမ္ဘောဒီးယားနယ်စပ်မှာမြေမြုံပိုင်းတစ်လုံးပေါက်ကွဲပြီးထိုင်းစစ်သားတွေတန်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီးနှစ်နိုင်ငံငြိမ်းချမ်းရေးကြေညာစာတမ်းကိုထိုင်းဘက်ကဆိုင်းငံ့လိုက်ပြီးတဲ့နောက်မှာထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာလက်ရှိအချိန် ကမ္ဘောဒီးယားလုံသားတသိန်းခန့်ရှိကြောင်းအလုတ္တမောင်းဝင်ကြီးကခံမှန်းထားပြီး၎င်းတို့အနက်ကိုတောင်မှတရားဝင်အလုတ္တမောင်းတွေဖြစ်ကပါမစ်တတန်ကုံသွားပြီးနေဆက်ဖြတ်ကျော်မှုပိတ်ထားတာကြောင့်နေရက်ကိုမပြောင်းနိုင်တော့တာဖြစ်တယ်လို့သိရပါဗျ။တတန်ကုံသွားတဲ့ကမ္ဘောဒီးယားအလုတ္တမောင်းတွေကိုပြည်နှင်တန်ပေးမလားဆိုတာနဲ့ပတ်သက်ပြီးအဆိုပါအလုတ္တမောင်းကိစ္စကိုတော့လုံခြုံရေးအဖွဲ့အစည်းတွေနဲ့တွဲဆုံဆွေးနွေးသွားမယ်လို့လည်းထိုင်းလုံတမဝင်ကြီးကဆိုပါတယ်။ထိုင်းဝင်ကြီးချုပ်ကတော့ အလုသမားရှားပါမှုကိုကာကွယ်ဖို့ကယ်ဆယ်ရေးအစီအမံတွေကိုစတင်လှုပ်ဆောင်ဖို့သက်ဆိုင်ရာအေဂျင်စီတွေကိုညွှန်ကြားထားပြီးအရေးချင်းပြည့်မီတဲ့မြန်မာနဲ့ VNN အလုသမားတွေကိုအမြန်အစားထိုးနိုင်ဖို့အစီအစဉ်နေတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။